ရွေကောက်ပွဲမှာလှွတ်တော်အမတ်အဖြစ်ဝင်မပြိုင်ပေမဲ့သူ့ရဲ့သဘောထောက်ကိုဖွင့်ချပြလိုက်တဲ့ထထထုံအလုံးမဲမင်္ဂလာပေါင်းဘင်းအောင် page လေးကနေကြွဆိုလိုက်ပါတယ် Miss Universe မြန်မာအလှမဲ့ဖြစ်ခဲ့တဲ့ထထထုံကဒီအပိုင်းအတွင်းရွေကောက်ပွဲမှာဝင်ပြိုင်မယ်ဆိုပြီးသတင်းတွေထွက်နေခဲ့ပါတယ်လှွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မယ်ဆိုတဲ့သတင်းကတော့အကြောင်းမဲ့ထွက်လာခဲ့တာမဟုတ်ပဲပြီးသုံးလုံးပါတီမှာထထထုံကိုတွေ့လိုက်ရကနေစတင်သွားခဲ့တာပေါ့ထထထုံကအပြာရောင်ဝတ်စုံလေးကိုဝတ်ဆင်ခဲ့ပြီးပွဲရဲ့အထူးအဲ့တဲ့နေရာမှာထိုင်နေခဲ့တာရှင့် ထထထုံအားအရင်ကလည်းစီပင်ရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ဘူးသူဖြစ်လို့သူ့ကိုလွတ်တော်ကိုယ်စားလှယ်လောင်းဝင်ပြိုင်တာဖြစ်မယ်လို့ယူဆသွားကြပါတယ်။ထထထုံကတကယ်ပဲရွေးကောက်ပွဲဝင်ပြိုင်တော့မှလားဆိုတာကိုအလုံးကသိချင်လာကြတာရှင်။အခုလိုလူပြောများနေတဲ့နောက်မှာတော့ထထထုံကလွတ်တော်အမတ်အဖြစ်ဝင်ပြိုင်တာမဟုတ်ဘဲပါတီရုံးခွဲဖွင့်ပွဲမှာတက်ရောက်ပေးတယ်လို့ဆိုပါတယ်။ ပါတီရဲ့မူဝါဒတွေကိုသဘောကျလို့အခမ်းအနားမှုအဖြစ်ပေါင်းဝေးပေးခဲ့တာဖြစ်ပြီးဒေါက်တာတသက်ခိုင်ဦးဆောင်တဲ့ပါတီကိုအရန်သဘောကျတယ်လို့ဆိုပါတယ်ရွေးကောက်ပွဲမှာလည်းဒီပါတီကိုပဲမဲပေးမှာဖြစ်တယ်ဆိုတဲ့သူ့ရဲ့သဘောထားကိုပြောပြခဲ့ပေမဲ့ရွေးကောက်ပွဲကိုတော့ဝင်မပြိုင်သေးဘူးလို့ဆိုပါတယ်နိုင်ငံရေးကိုစိတ်ဝင်စားသူဖြစ်လို့ဒေါက်တာတသက်ခိုင်ရဲ့ပါတီကိုပဲရွေးချယ်လိုက်တာဖြစ်ပြီးတနိုင်တဲ့ဘက်ကနေကူညီပေးခဲ့တာပေါ့ရုံခွဲဖွင့်ပွဲမှာထထထုံးကလည်းတက်ရောက်လာတာကြောင့်ဒီကူဒကလာကြည့်ကြတဲ့သူတွေလည်းရှိပါတယ်ထထထုံးလုံးမင်းသမီးကဒေါက်တာတသက်ခိုင်ကိုအားပေးနေပြီးမဲထဲမဲ့ပါတီကိုပါတက ခါရဲပြောပြသွားခဲ့ပါတယ်။ထထထုံကတကယ်တော့သမရကြီးတယောက်ဖြစ်ချင်းပြီးမိဘတွေကလည်းထထထုံကိုသမရအဖြစ်မြင်ကျင်ကြပါတယ်။မြန်မာနိုင်ငံမှာမျိုးသမီးသမရကလည်းမရှိသေးလို့ထထထုံကတော့မြန်မာနိုင်ငံရဲ့သမရကြီးဖြစ်မြင်ကျင်ကြတာပါ။နိုင်ငံရေးကိုစိတ်ဝင်စားတာကြောင့်လေထထထွန်းက2019ခုနှစ်ကကျင်းပတဲ့စီပင်ရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့သေးတာပါ။ဒါပေမဲ့မဲမရလို့ဘာမှဆက်မဖြစ်လာခဲ့ပဲတရုတ်ဆောင်ပဲဖြစ်လာခဲ့ပါတယ်။ထထထွန်းကမကြာခင်မှာကျင်းပတော့မယ့်ရွေးကောက်ပွဲကိုလည်းစိတ်ဝင်စားနေကသူ့လေးစားရတဲ့ဒေါက်တာတတ်တတ်ခိုင်ကိုလည်းအားပေးနေတဲ့သူပါ။ ဆရာဝန်ဖွဲ့လင်ရထားတဲ့လုံစီပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်တဲ့ဒေါက်တာတတ်သက်ခိုင်ကိုထထထုံကလည်းအားကျောင်းနေခဲ့ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲအတွက်မဲရရှိအောင်သူတက်နိုင်တဲ့ဘက်ကနေအားပေးနေတာဖြစ်ပါတယ်။ထထထုံကတမနာကြီးဖြစ်ချင်းပေမဲ့လည်းအခုတော့ဇလန်တွဲရဲ့လက်ခံထားရှိလို့အရာတွေကိုပြီးစင်းအောင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ထထထုံသာလွတ်တော်ကိုယ်စားလှယ်လောင်းလုပ်မယ်ဆိုရင်အားပေးမဲ့သူတွေအဆင့်သိရှိနေပြီးသားပါနော်။ ရုပ်ရှင်မင်းသမီးဘဝမှာပဲပျော်နေလို့ရွေးကောက်ပွဲကိုဝင်မပြိုင်တော့ပေမဲ့ MRTV4 မင်းသားနေလင်းရှိန်ကတော့တေချာပေါ့ရှင်ပြိုင်တော့မှာပါနေလင်းရှိန်ကိုလည်းအပီးတဲ့မင်းကလေးပြည်သက်တွေရှိကြပြီးကျင်ဖော်ဇလန်းတွင်းနဲ့အောင်မြင်လာတဲ့သူပေါင်းထထထွန်ကတော့အကယ်ဒမီရအောင်စူးစမ်းမှဖြစ်လို့နိုင်ငံရေးလောကတွေကိုမဝင်သေးပဲစီးပွားရေးကိုပဲအားစိတ်သွားမှဖြစ်ပါတယ် လွန်ခဲ့တဲ့6နှစ်ကထက်ထက်ထုံနဲ့အခုထက်ထက်ထုံကတော့ကွာခြားသွားပြီဖြစ်လို့တရုတ်ဆောင်ကောင်းသူဖြစ်လေချီးကျူးနေကြတာရှင်2025ခုနှစ်ရွေးကောက်ပွဲမှာမပြိုင်သေးပေမဲ့လည်းသမရဖြစ်ချင်တဲ့သူ့ရဲ့စိတ်ကိုယ်ကတော့မပြောက်သေးပါဘူးရှင်ဒါကြောင့်အနာဂတ်မှာလည်းထက်ထက်ထုံကိုနိုင်ငံတော်ရဲ့အရေးပါတဲ့နေရာတစ်ခုမှာလည်းမြင်ရနိုင်ပါသေးတယ်နော်လက်ရှိမှာရွေးကောက်ပွဲကိုဝင်မပြိုင်ပေမဲ့လည်းဒေါက်တာတတ်တတ်ခိုင်ကိုထာဝရအားပေးတော့မယ်ဆိုတဲ့ထက်ထက်ထုံအပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းခွန်မမပြပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက် က်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။